ကျောင်းသားကျောင်းသူများအားလုံးမင်္ဂလာပါ။ဇာတော့ Grade 6 English ကိုသင်နေဆရာဖုံးသားဆရာသူဖြစ်ပါတယ်။ကဲဒီတစ်ခါသင်ခန်းစာမှာတော့ဇာတို့ Unit 11ရဲ့ Lesson 4ဖြစ်တဲ့ A Phone Message ဆိုတဲ့သင်ခန်းစာလေးကိုတူတူလေ့လာလိုက်ကြအောင်။ကဲ ဒါဆိုရင် a phone message ဆိုပါလေ phone message တကူပေါ့နော်ဒါသားတို့သူမျိုးတို့လည်းတကယ်ချင်းနဲ့ပဲဖြစ်ဖြစ်เนาะ phone message တွေပို့ဘူးလိမ့်မယ်လို့ထင်တယ်เนาะအဲ့တော့ဒီမှာတော့ဆရာကတော့ဗာသင်ပေးမှာလေဆို how to write a short note เนาะ message ပို့တဲ့အခါမှာเนาะ short note ဆိုတာမှတ်စုတို့ပေါ့နော်အဲ့ဒါလေးကို ဘယ်လိုရေးမလဲနောက်တစ်နည်းအပြည့်ဆရာတော့စာတို့လို့လည်းခေါ်ရပါတော့ message ပို့ရတဲ့အခါမှာဘယ်သူမှစာအခြေကြီးတော့ဆရာတို့ရေးလေးရတာရှိစာတို့လေးတွေပို့ကြတယ်ဆိုတော့အဲ့လိုစာတို့လေးရေးတဲ့အခါမှာဘယ်လိုမျိုးရေးမလဲဆိုတာကိုဒါတို့သမီးတို့နဲ့အတူတူလေ့လာကြမယ်ကဲဒါဆိုရင်နော် writing mind ဖြစ်တယ်နော်ဒီသင်ခန်းစာလေးအဲ့တော့1နဲ့ဇာတို့ဘာမဖြေခင်မှာ1 answer the following questions in pairs နော်နှစ်ယောက်တည်းတွေ့ဖြေပါတယ်ဒီမှာတော့ဆရာ question လေးကိုဖတ်ပြပြီးတော့ဇာတို့ဖြေကြည့်မယ်ဒီတိုင်းနော်1 have you ever sent a phone message phone message ပို့ဘူးပါသလားเนาะပို့ဘူးကတာဆိုတော့ဒါပို့ဘူးတာပေါ့เนาะများသောအဖြစ်ကတော့เนาะအဲ့တော့2ရဲ့ have you ever written a short note to your friend တဲ့သင်တကယ်ချင်းကိုမှတ်စုလို့เนาะဥနာပါစာတို့လေးရေးဘူးပါသလားเนาะအဲ့တော့ရေးဘူးတယ်ဆိုရေးဘူးတယ်မရေးဘူးဆိုမရေးဘူးပေါ့เนาะကဲဒါဆို3ရဲ့ have you ever got a short note from your friend တဲ့သင်တကယ်ချင်းစီမှာစာတို့လက်ခံရရှိဘူးပါသလားတဲ့เนาะအဲ့တော့ဒါကတော့ကိုကတော့ ရရှိဘူးရယ်ဆိုရရှိဘူးမရရှိဘူးဆိုရယ် no i have it ပေါ့เนาะကဲဆိုတော့ message လေးပို့တဲ့အခါမှာဘယ်လိုမျိုးပို့မလဲเนาะတန်လေးကိုကြည့်ကြအောင် 2a read the following note and fill the blanks with the pairs of a note given below เนาะအောက်ကစာတူလေးတွေကိုဖတ်မယ်ပြီးရင်ပေးထားသောစာပိုက်ဤအစိတ်ပိုင်းများမှာတဲ့เนาะ collect တွေဖြည့်ပါကဲအဲ့တော့ကျတော့อืมဖြည့်ကြည့်ကြเนาะအဖြည့်မယ်ဆိုလို့ရှိရင်เนาะဒါ1ကိုကြည့်ရအောင်เนาะအဲ့တော့အဓိကဖြစ်သူကဘာပေးထားလဲဆိုတော့မကြည့်ခင်မှာသူက leave taking เนี่ยเนาะ leave taking ဆိုတာပါတယ်နှုတ်ဆက်တာပေါ့เนาะဒါဒါမသိပြီးသားပြန်ဥမာ စာတခုပြီးကန်နေကြလင်ရှင် leave taking ဆိုတာနှုတ်ဆက်တာเนาะအဲ solitation solitation ဆိုတာပါလဲဆိုနှုတ်ဆက်ဆိုတာကเนาะစာရဲ့ဆက်ဆခြင်းမှာနှုတ်ဆက်တာเนาะအဲဘသူရေเนาะเนาะနေကောင်းလားစသည်အဖြစ်เนาะနောက်တစ်ခုကကျ signature signature ပါလက်မှတ်เนาะနောက်ဆုံးမှာ ကိုပြောပြီးသွားတဲ့အခါမှာ signature ပေးမယ်။ဒါမှမဟုတ် message ကကြတော့အရေးကြီးဆုံးစာတစ်ခုမှာအကြောင်းအရာကိုကဘာ message ပေးချင်တာလဲ။နော်။ကိုတငယ်ချင်းကိုစာရေးပြီဆိုရင်ဘာ message ဘာအကြောင်းအကြောင်းနဲ့အဲ့စာကိုပို့တာလဲ။ကိုပေးချင်တဲ့ message တစ်ခုအကြောင်းအရာတစ်ခုရှိရမယ်။နော်။ကဲဒါဆိုရှင်ကြည့်ကြည့်ကြရအောင်။ကဲဒါဆို number 1 blank လေးကိုကြည့်ပါအောင်။ဒါကဲ number 1မှာကျတော့ဆရာတို့ကဘာလဲဆိုတော့ dear အောင်အောင်တဲ့။နော်။အဲ့တော့ dear အောင်အောင်ကျတော့ဘာဖြစ်မှန်းတဲ့။ dear အောင်အောင်ဒီ ဟုတ်တယ် salutation လို့ခေါ်တယ်နော်ဗာလေနှုတ်ဆက်တာနော်အမတရအောင်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 ကြီးနော်ဒါကတော့နှုတ်ဆက်လိုက်တယ်နော် there's a football match at school this morning ne but i have no trainers ke အဲ့တော့ there's a football match at school this morning နော်ဒီနေ့ကျောင်းမနေ့မှာဘောလုံးပွဲရှိတယ်တဲ့နော်ဒါပေမဲ့နော် but i have no trainers နော်ဘောလုံးကန်နော်ဖနက်မရှိပါဘူး i have no trainers နော်ကဲအဲ့တော့ can i use yours for a day ကဲ okay. ငါမင်းဥစ္စာကိုနော်တရက်လောက်နော်ဒါငါသုံးလို့ရမလားနော် I return them on Tuesday morning ကနော်အင်္ဂါနေ့မနေ့ရောက်တဲ့မင်းကိုပြန်ပေးမှာပါတဲ့နော်ကဲဆိုတော့အဲ့ဒီအပိုင်းလေးကဆိုတော့ number 2 plan လေးကဘာများဖြစ်မလဲဟုတ်တာပေါ့ message ဖြစ်တယ်နော်အဓိကပြောချင်တဲ့ main message နော်အဓိကအောင်အောင်ကြီးနော်သူ့မှာဒါဘောလုံးကန်ဖက်နဲ့မရှိလို့လှမ်းငှားတာ เนาะဒါသူပေးခြင်းနဲ့ message လေးသူသိနေကြရောเนาะဒါပါလေဘောလုံးကံဖနှံ့ငါးဖို့အတွက်ねသူကပါလေ message လေးပေးတာဖြစ်တာဒါတော့ main message ပေါ့เนาะ message ပိုင်းဖြစ်ပါတယ်ကဲဒါဆိုရှင် thanks တဲ့เนาะ thanks ကြတော့ဆရာတို့ကဘာဖြစ်နိုင်မလဲ leave taking လို့ခေါ်တယ်เนาะအဲ leave taking ကြတော့ဒါနောက်ဆုံးပြီးကံနေကြလို့ရှင်အဲစာအုပ်အဆုံးတက်တော့မယ်ဆိုရင် thank you so much for နော် helping me သာဒီအပြည့်ပေါ့နော်အဲ့ဒါလေးတွေက leave taking လေးဖြစ်တယ်ကဲအဲ့တော့နောက်ဆုံးမှာ က်ထွန်းเนี่ยเนาะအဲ့တော့တက်ထွန်းကနေပြီးတော့ရေးထားတာเนาะအောင်းအောင်ဆိုတော့တက်ထွန်းကရေးရဲ့လူဖြစ်တဲ့အတွက်ကြောင့်သူ့ကိုဆရာတို့က signature လို့ခေါ်တယ်เนาะ signature သူ့ရဲ့လက်မှတ်ထိုးကเนาะအောင်းမှာတက်ထွန်းဖြစ်တယ်နော်အဲ့တော့ဆရာတို့ဒီစာပိုက်ကလေးကိုကြည့်မယ်ဆိုလို့ရှိရင်ဒါဘာကိုတွေ့ရလဲဆိုတော့ message တစ်ခုရဲ့နော်သူ့ရဲ့ဘာတွေပါလဲဆိုရအကြောင်းကိုတွေ့ရနော်ဆရာတို့ဒီမှာဆိုလို့ရှိရင် message တစ်ခုလို့ပြောပြီဆိုရင်ပထမအဦးဆုံးနေရပါလို့ရဆိုတော့ salutation လို့ရတယ်။ salutation ဒီ dear ဘာသူဘာသူစပြီးတော့နှုတ်ဆက်တယ်နော် ိုရေးချင်တယ်လို့တရားအောင်တရားစောစောနော်စသည်အဖြစ်နော် salutation လို့မယ်နောက်တစ်ခု salutation ပြီးနော်ဆရာတို့ message ပါဒုတိယပိုင်း message ကကိုပေးချင်တဲ့အဓိက message ဒီပါလေကိုကကိုတငယ်ချင်းကိုဘာတွေပြောချင်တာလဲနော်အဲ main message ကိုထည့်ရမယ်ဒါမှဒါစာတို့ကဟိုကိုကဘာပြောချင်လဲဆိုတာသိမှာနော် main message ပြီးရင်နော်အားလုံး message ပြီးပြီဆိုရင်တော့ဘာလဲဆိုဆရာတို့ leave taking လာတယ် leave taking ကကြတော့နှုတ်ဆက် နော်နောက်ကြစားသူမှာ thanks ဆိုတာမဟုတ် see you tomorrow see you next week စသည်အဖြစ်ဒါတွေဒီ leave taking နဲ့ပါတယ်အဲ့ဒီမှာမှနောက်ဆုံးမှာမှကိုရေးတယ်ဆိုရင်ကိုနာမည်လေး signature နေရာမှာရေးပေးရတယ်နော်အဲ့တော့ signature ကတော့ဒါဒီစာကိုရေးတဲ့သူရဲ့နာမည်ဖြစ်တယ်ဟုတ်ပြီနော်ကြည့်ဒါဆိုရင်ဆရာတို့ကအခုမလုပ်သွားတာလဲဆိုလို့ရှိရင်နော်ဆရာနဲ့ဒါတို့မျိုးနဲ့အတူတူနော် message လေးတစ်ခုဖတ်သွားတာဖြစ်တယ်နော်အဲ့တော့ဒီ message လေးကိုကြည့်ပြီးတော့နာ message တစ်ခုမှာပါတင်ပါတဲ့ပါထိုက်တဲ့ နော်သူ့ရဲ့အစိတ်ပိုင်းတွေရှိတယ်အဲတော့နော်ကိုကလည်း message ရေးတဲ့အခါမှာဒီလိုဆရာဖတ်သွားတဲ့ message အတိုင်းပဲနော်သူ့ရဲ့အပိုင်းတွေစုံအောင်ရေးပေးရမှာဖြစ်တယ်နော်ကဲဒါဆိုရင်ဆရာနဲ့တူတူ 2B လေးကိုဆက်ကြည့်လိုက်ကြအောင် complete the following short notes with the words given in the box ကဲဒါဆိုရင်ဆရာတို့ကွက်လက်လေးဖြစ်ကြမယ်အောက်မှာ short notes တွေပေးထားတယ်နော်အဲ့ဒါကိုဆရာတို့ကဘာလုပ်လဲဒီမှာနော်ကွက်လက်ကလေးတူတူဖြစ်ကြမယ်ကဲ A 1 blank ကဲ ကဲဆိုတော့1ညမှာဆရာက short notes အခုနဆရာနဲ့တူတူဖတ်သွားရဲ short notes လေးအတိုင်းပဲဖြစ်ကြည့်ကြမှာ1ဆိုတော့1ညမှာအရင်ဆုံး short notes မှာပါလာလေ salutation ပါလေနှုတ်ခွန်းဆက်စကားလာမယ်အဲ့တော့ကဲ A ရဲ့เนาะဒီ1မှာဆရာတို့ပါဖြစ်ကြမှာလေเนาะ salutation ဆိုတော့ dear ဘသူဘသူဖြစ်တဲ့အတွက်ကြောင့် dear ကြော်စွာယူလိုက်မယ်เนาะကဲဆိုတော့ဆရာတို့ salutation ပြီးရင်ပါလာမလဲ main message เนาะအဲ့တော့ main message မှာပါလာ I'm sorry to hear that, that you lost your grandma နော်ကဲဒါ main message ကစိတ်မကောင်းဘူးပေါ့နော်ဒီမှာ sorry ဆိုရအတိပဲတောင်းပန်တာတော့မဟုတ်ဘူးစိတ်မကောင်းဘူးနော် i'm sorry to share that you lost your grandma နော်အဖွားဆုံးသွားတာကြားတဲ့တွေ့နော်ဒါစိတ်မကောင်းပါဘူး don't worry about the lessons you miss နော်နော်အဖွားဆုံးတဲ့အတွက်ကြောင့်သူကြည့်ရတာကြောင်းမတက်ဘူးတင်နေနော်အဲ့တော့ကြောင်းပြတ်သွားတဲ့အတွက်ကြောင့် don't worry about the lessons you miss တဲ့နော်ဟာဦးနာ lessons တွေသူဒါကြောင်းမတက်လာတဲ့အတွက်လွတ်သွားတယ်နော်လွတ်သွားတဲ့ lessons တွေတွေ့နော်ဘာစိတ်မပူနဲ့နော်2 blank explain them to you เนาะအဲ့မှာပါတဲ့မယ်အပေါ် box ထဲမှာကြည်ဟုတ်တယ်เนาะ i will เนาะ i will explain them to you ငါမင်းကိုရှင်းပြမယ်ကဲ through you ဆက်ကြည့်မယ်เนาะ blank will you be back เนาะအဲ့တော့ပြောချင်တဲ့ဘာဘယ်တော့ပြန်လာမှာလေးဆိုတဲ့ဘောပြောချင်တာဖြစ်တဲ့အတွက် when ကိုထည့်မယ်เนาะ when will you be back မင်းဘယ်တော့ပြန်လာမှာလဲဘယ်တော့ကြောင်းပြန်လာတက်မှာလဲเนาะပြောချင်တဲ့ဘောအဲ့တော့ we can study together for the monthly test okay ကဲဆိုပါလဲဆိုတော့ငါတို့เนาะ ဒါလဘဆာမီပွဲတွေတူတူစာလုပ်လို့ရပါတယ်โอเคတဲ့เนาะအဆင်ပြေလားပေါ့เนาะကဲဆိုတော့ဒါလေးကတော့ main message ဖြစ်တယ်ပြီးသွားရင်တော့ဆရာတို့ main message လာပြီးသွားရင်ဘာလာလဲ leave taking ဖြစ်တယ်ဒါဆိုတော့ for blank တွေက leave taking ဖြစ်တဲ့အတွက်ကြောင့်ဘာထွက်မလဲအဲဒီမှာကျော် yours ပေါ့เนาะအဲလေးထည့်လို့ရမယ်เนาะ yours ကဲအောက်မှာ leave taking ပြီးဘာလာလဲ signature ဘာလဲထွန်းထွန်းပေါ့เนาะအဲထွန်းထွန်းကရေးရစာဖြစ်တဲ့အတွက်ကြောင့် yours ထွန်းထွန်းကဲရပါ ဒါဆိုရင်ဆရာနဲ့တူတူကဲဒီဘက်က B လေးကိုလည်းဖြည့်ကြည့်ကြအောင်ကဲ B မှာကျတော့ salutation နဲ့ပါပေးထားလေ Dear သူစားကဲသူပေးထားပြီကဲဒါဆိုရင် main message ကိုသွားရအောင် message ကပါရေးထားလေ I can come to our English class this afternoon နော်ဒီနေ့ကင်းနော် English စာတန်းကိုမလာနိုင်ပါဘူး I have blank a toothache I have blank a toothache အဲ့အပါလဲဆိုတော့ I have got a toothache toothache ကပါလဲသွားနာတယ် I have got a toothache ဆိုတော့သွားနာနေလို့ เนาะ I blank go to the dentist in the afternoon dentist ကပါလေသွားဆရာဝန်စီသွားမယ်ဆိုတော့ပါလေ I must go to the dentist เนาะ in the afternoon အဲသွားကိုသွားရမယ်သွားနာနေရအတွက်ကြောင့်เนาะသွားဆရာဝန်စီအဲ့တော့ I blank I will be okay tomorrow ပါထင်မလဲ I think ဟုတ်တယ် I will be okay tomorrow ငါထင်ပါတယ်ငါမနေ့ပိုင်းကျရင်တက်တာလောက်ပါပြီ ကဲဆိုတော့အဲ့မှာ main message ဘင်းပါလာလဲ leave taking ကပါလဲ thanks a lot တဲ့ကျေးဇူးအများကြီးတင်ပါတယ်ကဲဒါဆိုရင် leave taking ပြီးရင် signature ဖြစ်တဲ့အတွက်ကြောင့်ရေးတဲ့လူကဘယ်သူဖြစ်မလဲနီလာ yes အဲ့တော့ signature နေရာမှာနီလာလို့ထည့်လိုက်ပါမယ်ကဲဒါဆိုလို့ရှိရင်เนาะဆရာတို့ဘာလို့သွားလဲဆိုရင်အခုက short notes လေးတွေကို wallet ကလေးဖြည့်သွားတာဖြစ်တယ်เนาะကဲဒါလို့မျိုးလေဒီက set ပြီးရ 2c ကြည့်အောင်เนาะ put the items below the correct order to make a short note စာပိုက် တစ်ပိုက်ဖြည့်ရန်တဲ့အောက်ပါအချက်လက်တွေကိုပါလဲနေရာမှောင်ထားပေးပါတဲ့โอเคဒါဆိုရင်ဆရာတို့အခုမလုပ်မလဲဆိုတော့เนาะသူ့ရဲ့စာလေးတွေကိုမှန်တဲ့နေရာမှာထားပေးကြမယ်เนาะအဲ့တော့ဥမာ A to G ပေးထားတယ်အဲ့ဒီနေရာမှာဆရာတို့ B မှာအစင်လိုက်တိုင်းစီပေးကြမယ်เนาะအဲ့တော့ဘာပြီးရင်ဘာလာရမလဲเนาะစသည်အဖြစ်ကဲဒါဆိုရင်စလိုက်ကြအောင်ပထမဆုံးဘာလာမလဲเนาะတရားလှန်ရန်ဆရာပြောပါလေ salutation ဖြစ်တယ်เนาะ salutation ဆိုတာပါလေနှုတ်ဆက်စကား ကဲအဲ့တော့ဒီကလိုက်ပြီးသားလို့ရှင် salutation ပြီးရင် main message လာပြီအဲ့တော့ main message မှာမပါထည့်မလဲเนาะအဲ့တော့ main message do မှာကြတော့ဆရာတို့ကဗာလေ i can attend the class today เนาะ e ကိုထည့်လိုက်မယ်เนาะ i can attend the class today เนาะအဲ့တော့ဘာကြောင့်လဲကဲဘာဆက်ထည့်မလဲကြည့်ပါအောင်ဟုတ်တယ်เนาะ b เนาะ b မှာ i've got a stomach ache เนาะငါပိုက်နာနေတယ်ဗောเนาะ i've got a stomach ache ကဲ okay. ်ပြီးသွားလို့ရှိရင်အဲ့ဒါပါပြီးပါဆက်တဲ့မလဲอืม stomach ache ဖြစ်တဲ့အတွက်ကြောင့် तू ကဗာလဲ I must go to the doctor နော် I must go to the doctor ကဲအဲ့ဒါလေးဆက်တဲ့မယ်ကဲပြီးသွားလို့ရှိရင်ဗာလဲဟုတ်တယ်နော် may i borrow your exercise books နော်ကြီးကိုထည့်လိုက်မယ်ဒါမင်းရဲ့ exercise book တွေငါလို့ရမလားနော် may i borrow your exercise book ကဲပြီးသွားလို့ရှိရင်ဗာလဲ i think i can come tomorrow ဒီကိုထည့်လိုက်မယ် နော် I think I can come tomorrow ကဲငါတော့မနေ့ပံပြန်လာနိုင်မယ်လို့ထင်ပါတယ်ကဲ main message ပြီးရင်ဆရာတို့ပါလာမလဲ leave taking leave taking မှာပါထင်မလဲ thanks a lot see you ထဲလိုက်မယ်မှန်တယ်ကဲဒါဆိုရှင်ပြီးပါပဲကြံတယ် signature signature နေရာမှာပါလဲ f နင်းနေကဲရပြီနော်ဒါဆိုရှင်ဒါလေးရတယ်ဆရာတို့ပါလို့တာလဲ short note လေးတစ်ခုကိုနော် message လေးတစ်ခုကိုဖြည့်သွားတာဖြစ်တယ်ကဲဒါဆိုရင် 3G အောင် match the two halves of each sentence write these sentences in your exercise book ကဲတော့နှစ်ပိုင်းခွဲနေတဲ့စာကြောင်းတွေကိုဆရာတို့ကပါလဲရှင်းတွဲပေးရမယ်တဲ့နော်အဲ့တော့သူနဲ့ကြိုက်တဲ့စာကြောင်းတွေကို column A နဲ့ column B မှာဆရာတို့တွဲမယ်ပြီးရင်နော် exercise book ထဲမှာသားတို့သမီးတို့ကလိုက်ပြီးတော့ရေးပါကဲ column A column B ပေးထားပြီသား1 i must ကဲဟိုမှာ A to F ပါယူမယ်ဟုတ်တယ်နော်အဲ့ဒါ i must B နဲ့တွဲမယ် I must go to the dentist because I've got a toothache နော်အဲ့ဒါပါလေ I must က dentist ဆိုတော့သွားဆရာဝန်စီသွားသင့်တယ်သွားဖို့သွားရမယ်ဘာလို့လဲ I got a I've got a toothache သွားနာနေလို့ Okay to ဆက်ကြည့် Can I Can I ဘာဖြစ်မလဲဟိုဘက်ကဟုတ်တယ်နော် Can I A Can I borrow your notes အမေရဲ့ notes တွေကိုငားလို့ရမလားဆက်ကြည့်ပါဦး3 can you can you အနေနဲ့တွေ့မလား e ဟုတ်တယ် can you come to my birthday party မင်းငါရဲ့မွေးနေ့ပွဲကိုလာပေးလို့ရမလားကြည့်ကြည့်အောင် for you can you can ဟုတ်တယ် see you can use my pencil when you draw pictures မင်းငါရဲ့ခေတံသုံးလို့ရတယ်ပုံစွဲလို့ရှင်ဟုတ်ပြီနော်ကဲ5 okay. i can't ဘာနဲ့တွေ့မလား i can't f attend classes today as i am not feeling well နော်ငါဒီနေ့အတန်းတက်လို့မရဘူးဘာလို့လဲနေမကောင်းလို့6 when will you ဘာနဲ့ dream လဲဟုတ်တယ် d when will you be back to school မင်းဘရောရောင်းပြန်လာတက်ပါလေကဲရပြီနော်ကဲဒါတို့သမီးတွေဒါဆိုဆရာတို့4ကိုကြည့်အောင်နော် for a write a short note using the information given in the table ကဲဒါဆိုဆရာတို့အခုဘာလုပ်ကြမလဲဆိုဒါတို့သမီးတွေက exercise book လေးပြင်ထားပါပြင်ထားပြီးရင်ဆရာနဲ့တူတူ short notes လေးတခုလိုက်ပြီးရေးလိုက်ကြအောင် ကဲဒီကမှာဆရာတော့ short notes ရေးတဲ့ကံမှာ तू ကဘာလဲဆိုတော့ကိုယ့်ကိုရေးချင်တိုင်းရေးလို့မရဘူးအောက်ကဇာတ်မှာပေးထားတဲ့အချက်လက်တွေတိုင်းသုံးပြီးရေးပေးပါတဲ့သူရဲ့မိကုံးကနော်အဲ့တော့ဒါတို့မိတို့က short notes ပုံစံလေးတိုင်းပြန်မှတ်မိလားဦးနာဘယ်လိုရေးလဲဟုတ်တယ်တစ်ကဘာလဲ salutation နဲ့ message messaging ဘာလဲ3 leave taking 4 signature အဲ့ဒီတိုင်းသွားမယ်နော် အဲ salutation နဲ့စမယ်နောက်ဆုံး signature မှာစုံမယ်အဲ့ format လေးတိုင်းရေးမယ်ကဲဒါဆိုရှင်ရေးတဲ့အခါမှာသူပေးထားတဲ့ column လေးတွေရဲ့ဥစ္စာလေးတွေကိုသုံးပြီးတော့ရေးလိုက်ကြရအောင်ကဲဒါဆိုရင်ဘာပေးထားဆို sender sender ဆိုပါလေ support သူတဲ့ support သူကဘယ်လိုလဲဆို cherry တဲ့နော် receiver receiver ကြပါအဲ့စာကိုလက်ခံရရှိတဲ့သူနော်အဲ့ပြောချင်တာအဲ့စာကိုဖတ်မယ်သူပေါ့ကွာအဲ့ receiver ကဘယ်လိုလဲဆိုနင်းနေတဲ့နော်ကဲအဲ့ relationship ငါတို့နှစ်ယောက်ရဲ့တော်ဆက်ပုံပတ်သက် ဆက်နွယ်မှုကပါလဲဆို friends တငယ်ချင်းတွေဖြစ်ကြရတယ်တဲ့နော် message အကြောင်းအရာဘာရေးရမလဲဆိုတော့ can't come to school today because နော်ဒီနေ့ကျောင်းလာလို့မရဘူး because တခုရေးပေါ့နော်နေမကောင်းလို့လားဘာဖြစ်လို့လဲနော်ခီးသွားနေလို့လားစသည်အဖြစ်နော် wish to borrow notes ခီးသွားနေတဲ့ကျောင်းပြတ်သွားတဲ့တွေ့သူကပါလဲဆိုတော့ notes နော်ဒီ မှတ်စုလေးတွေသူငားခြင်းတယ်အဲ့တော့ back to school on monday တနင်္လာနေ့မှာကျောင်းပြန်လာမယ်ဆိုတဲ့အကြောင်းကိုရေးခိုင်းတာကဲဒါဆိုရင်ဇာတ်ရက်ဒီမှာ center က cherry ဖြစ်တယ် receiver ကဘာတူလဲနိနေအဲ့တော့ cherry ကနိနေကိုပို့มาဖြစ်တယ်ဆိုတော့အရင်ဆုံးပါလေဟုတ်တယ်เนาะအဲ့တော့ cherry ကပို့ออกมาဖြစ်တဲ့အတွက်ကြောင့် cherry ကစရေးမယ်လာပြီ solidation dear နိနေ cherry ကနိနေကိုရေးมาဖြစ်တဲ့အတွက်ကြောင့် cherry ကဘယ်လိုရေးမလဲနိနေရေး နော်ဒီရက်နေနေ salutation ပြီးကဲဒါဆို message သွားရအောင်နော် message ကပါလေကဲသူကကြောင်းလာလို့မရအောင်ဆိုတဲ့အကြောင်းကြီးနော်ကဲအဲ့မှာ I can't come to school because I have to go to the dentist နော်အဲ့တော့ငါကြောင်းလာလို့မရဘူးဘာလို့လဲဆိုတော့ငါသွားဆရာကိုသွားပြရမှာမဟုတ်လို့ကဲအဲ့မှာအဲ့ဒါပြီးရင်သူက wish to borrow notes တဲ့သူကြောင်းပြမှာဖြစ်တဲ့အတွက်ကြောင့်သူက notes ငါးချင်တာကဲဆိုတော့အဲ့ဒါကိုပြင်မယ် can i borrow your notes ငါမင်းရဲ့ notes တွေကိုငါလိုရမလား နော်ကြပြီးတော့ရှင်ဆိုတော့ back to school on monday နော်အဲတနင်္လာနေ့မှာကျောင်းပြန်လာမယ်ဆိုတော့ပြောချင်တာဆိုတော့သူကအဲ့တော့ဘယ်လိုပြောရမလဲဆိုတော့ i will return it when i back to school on monday အာတနင်္လာနေ့ကျောင်းပြန်တဲ့ရင်နေကိုပြန်ပေးပါမယ်နော်အဲ့တော့ by the way နော် coming sunday is my birthday နော် i will throw a birthday party ရဲ့နော်အဲ့တော့ထပ်ပြီးတော့ဒါငါ sun coming sunday ကငါရဲ့ဝင်ရွယ်ပွဲလုပ်မယ်အဲ့တော့ငါ birthday party လုပ်မယ် will you come to my birthday party နော်မင်းငါရဲ့နော်နေငါရဲ့မွေးနေ့ပွဲလို့လာမလား I'll be very happy if you can come နော်နေလာလို့ရှိရင်နော်ငါအရင်ပြောလိမ့်မယ်ဒါကတော့ကိုကြိုက်တာထည့်ရေးလို့ရတယ်နော်အဲ message ဖြစ်တဲ့အတွက်အဓိက main ကတော့ तू ကသုံးချက်ကိုသုံးခိုင်းတာတယ်เนาะจ้องลาလို့မရဘူးဘာကြောင့်လဲနေနေမကောင်းတာလာပါဖြစ်တာလေเนาะအဲ့တော့จ้องပြတ်တဲ့အတွက်ကြောင့်အဲသူက notes တောင်းတယ်เนาะမှတ်စုပေါ့เนาะသူလွတ်သွားတဲ့စာတွေကိုပြန်ကူးခြင်းနဲ့နောက်တော့အိစာတွေကိုသူ Monday จ้องလာပြန်ပေးမယ်เนาะจันทร์ကတော့ဒါတို့သမီးတို့ကြိုက်တာ ထည့်ရလို့ရတယ်။ကဲပြီးသွားပြီ။ကြိုက်တာရေးပြီး message ပိုင်းပြီးဘာလာမလဲ။ leave taking leave taking မှာဘာသုံးမလဲ။ thanks a lot ကျေးဇူးများရေးတင်ပါတယ်။ကဲဒါဆိုရင်နောက်ဆုံး signature လေးထည့်လိုက်ပါ။ signature ဘာသူလဲ။စာရေးတဲ့သူကထည့်ရမှာဖြစ်တဲ့အတွက်စာရေးတဲ့သူသည် cherry ဖြစ်ပါတယ်။ကဲဒါဆိုရင် signature နေရာမှာ cherry လေးထည့်လိုက်ပါ။ကဲဒါသမီးတို့ဒါဆိုရင်တော့ဆရာတို့ဒီနေ့အခုနေလာခဲ့တဲ့သင်ခန်းစာမှာတော့အဓိကဘာကိုလေ့လာခဲ့လဲဆိုရင်เนาะဟိုက message နော်အဲ့တော့ how to write a short note ပေါ့နော် message ပို့တဲ့အခါမှာတယောက်နဲ့တယောက်မှတ်မှတ်စုတိုလေးတွေစာတိုလေးတွေဘယ်လိုရေးမလဲနော်အဂရိက note ကတော့ဒီမှာတော့စာတိုလို့ပြောတာပေါ့နော်ဆိုတော့အဲ့ note ကိုစာတိုရေးလို့ရှိရင်တယောက်နဲ့တယောက်ဘယ်လိုပို့မလဲပြီးရင်စာတိုရေးတဲ့အခါမှာအရေးကြီးတာတော့ကိုပေးခြင်းတဲ့ message ကိုထိထိရောက်ရောက်နဲ့တိုး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 နဲ့ရအောင်ရေးနိုင်ရမယ် နော်အဲ့ဒါသားသမီးတို့ကဒီနေ့ဆရာနဲ့လူလူလေးလာပြီးရဲ့နောက်မှာနော်ဒီ message ဘယ်လိုရေးရမလဲဆိုတာကိုနားလည်သဘောပေါက်ပြီးဖြစ်တယ်အနှစ်ချုပ်အနေနဲ့ပြန်ပြီးပြောရရင် message ရေးဖို့၄ခုမှတ်ထားရမှာပဲတက်ကပါလဲ salutation နဲ့စမယ်နှုတ်ဆက်စကားပြီးရင်နော်သားသမီးတို့နှစ်အနေနဲ့ကိုရေးခြင်းနဲ့ main message နော်ဘာအကြောင်းအရာကိုကိုတငယ်ချင်းဖြစ်ဖြစ်ကိုရဲ့မိဘတွေဖြစ်ဖြစ်ကိုရဲ့ဆရာဆရာမတွေဖြစ်ဖြစ်ဘာပေးခြင်းလဲ နော် main message ရေးပါမယ်ကိုပေးခြင်းနဲ့ message ပေးပြီးသွားရင်ဗာရေးပြရမယ် leave taking နော်နှုတ်ဆက်စကားပါမယ် leave taking ပြီးရင်တော့ဒါတို့သမီးတို့ကရေးတဲ့အတွက်ကြောင့်ကိုရဲ့ signature လေးကိုနာမည်လေးကိုထည့်ပေးလိုက်ပါကဲဒါလေးကတော့ဗာလဲဆိုတော့ဆရာနဲ့ဒါတို့သမီးတို့နဲ့တူလေ့လာခဲ့တာ note နော်စာလိုလေးအရေးမဲ့ message ဘယ်လိုပို့မလဲဆိုတာကိုလေ့လာသွားတာဖြစ်တယ်နော်အဲဒါတို့သမီးတို့ကလည်းကိုယ့်အကူဒါလေးတွေကိုစမ်းပြီးတော့ရေးကြည့်ကြပါနောက်ပြီးရင်ငွေချင်းတွေကိုပဲဖြစ်ဖြစ် เนาะပို့ကြည့်ကြပါเนาะအဲ့တော့ message လေးကိုเนาะကဲဒါဆိုရင်ဒါရစ်မျိုးကြီးဇာတို့ဒီနေ့တိလာခဲ့တဲ့သင်ခန်းစာကတော့ unit 11ရဲ့ lesson 4ဖြစ်တဲ့ a phone message ဆိုတဲ့သင်ခန်းစာလေးပဲဖြစ်တယ်เนาะဒါဆိုရင်ဇာရစ်မျိုးနဲ့ဆရာနဲ့နောက်ထပ်လာတဲ့သင်ခန်းစာမှာထပ်ပြီးတော့ဆုံတွေ့ပါဦးမယ်အားလုံးကျေးဇူးတင်ပါတယ်